တခါတော့ကလေတစင်းနဲ့လူသုံးယောက်ရေလမ်းကြောင်းခီးတစ်ခုသွားကြရေလေကောင်ရောက်ပြီဆိုတော့တယောက်သောသူကလေရဲ့ဥပိုင်းမှာထိုင်နေတယောက်လူကလေရဲ့ပေပိုင်းမှာထိုင်နေနောက်တယောက်ကတော့လေခလေကောင်ဝမ်းပိုင်းမှာထိုင်နေပေါ့လားအဲလိုနဲ့လေလေးလှော်ပြီးတော့သွားကြရင်းနဲ့ရေလေကောင်ရောက်တော့လေရဲ့အလေကောင်လေဝမ်းပိုင်းမှာထိုင်နေတဲ့လူကဘာလုပ်လဲဆိုတော့သူ့ရဲ့လွယ်အိတ်ထောင်ထဲကနေလွန်ဘူးလေးထုတ်ပြီးတော့သူထိုင်နေတဲ့လေရဲ့ဝမ်းပိုက်ကိုအဲ့ဒီလွန်ဘူးနဲ့ဖောက်တယ် ဟုတ်လားကိုရှိနေတဲ့ကလေးရဲ့ဘိုက်ကိုကိုကိုတိုင်းဖောက်တာနော်အဲ့တပေဘိုက်မှာထိုင်တဲ့လူနဲ့ဥဘိုက်မှာထိုင်တဲ့လူကဘယ်အငြိမ့်နေလို့ရတော့မလို့ပြပြတလဲလာတာတော့မင်းမလုပ်တာတော့မလုပ်တာတော့ပေါ့အဲ့တော့အဲ့ဒီလူကဘာပြောလို့ဆိုတော့ငါနေရငါဗုဒ္ဓမင်းတို့လည်းဘာဆိုင်တော့လို့ပြောနေစဉ်းစားတယ်မကောင်းဘူးလားဘယ်လိုပြောလို့ရလားအဘလို့တော့တလေတဲ့စီတခီတဲ့သွားနေဟုတ်လားအနေရငါပေါက်တာမင်းတို့နဲ့ဘာဆိုင်လဲဆိုတဲ့လူတွေလောကမှာအများကြီးရှိတယ် အဲ့ငါငါငါရက်တော့ပြီးတော့ငါမိမငါငါနှိမ့်ဆက်နေမင်းတို့တပါဆိုင်လဲဆိုတဲ့လူတွေအများကြီးရှိတယ်။မဆိုင်ဘူးလို့ပြောလို့ရမလား။အ ਨੇ ဆုံးတော့စိတ်ညစ်ညူးရတယ်။အကုသို့ဖြစ်ရတယ်။ဟုတ်တယ်မဟုတ်လား။လူဆိုတာတယောက်တည်းနေလို့မရဘူး။ပြောချင်တာလေးကပါပဲ။ကိုယ်ကြောင့်သူများဆင်းရဲနိုင်တယ်လို့ချမ်းသာမှုဖြစ်နိုင်တယ်လို့သူများကြောင့်ကိုယ်လည်းဆင်းရဲနိုင်တယ်ချမ်းသာမှုလည်းဖြစ်နိုင်တယ်။အဲ့လိုဆိုရင်ကိုယ်အတွက်ကိုကြည့်ပြီးတော့နေုံမျှမကပဲနဲ့သူများအတွက်ပါကြည့်ပြီးတော့နေတတ်ကြဖို့ဦးရှင်တို့မလိုဘူးလား။